ဲမင်္ဂလာပါကျမရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အောက်တိုဘာလ23ရက်နေ့နနေ့ခင်းသတင်းများကိုစတင်တင်ဆက်ပေးမှာဖြစ်ပါရစေ။ပထမဆုံးသတင်းတစ်ခုအနေနဲ့ကရင်ပြည်နယ်မြဝတီမြို့နယ်မင်းလက်ပင်ရွာကိုအစံဘက်စစ်တပ်ကလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့်အသက်နှစ်နှစ်ရွယ်ကလေးငယ်နှင့်မိခင်ဖြစ်သူတို့ပွဲချင်းပြီးတည်ဆုံခဲ့ကြောင်းဒေသပြည်သူများကပြောဆိုထားပါရစေ။အောက်တိုဘာလ22ရက်နေ့မိုးလယ်7:30နာရီ30မိနစ်ခန့်တွင်အစံဘက်စစ်တပ်ကမြဝတီမြို့နယ်မင်းလက်ပင်ရွာကိုလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရှိရပါရစေ။ အဂျမ်ဘက်စစ်တပ်ပြစ်ခတ်သောလက်နက်ကြီးထိမှန်ပြီးအသက်2နှစ်အရွယ်ကလေးငယ်နှင့်အသက်32နှစ်အရွယ်မိခင်ဖြစ်သူတို့ပွဲချင်းပြီးတိဆုံခဲ့ကြောင်းသိရပါဗျ။မနေ့ကမိုးလဲ12နှစ်လောက်မှစစ်ခွေးတွေကလက်နက်ကြီးနဲ့မင်းလက်ပံကြီးရွာတွေကိုပစ်ထဲတာအဲ့ဒါပြည်သူတွေရှိတဲ့နေရာကိုကြားရောက်ပောက်ကွဲပြီးအသက်2နှစ်အရွယ်ကလေးငယ်နဲ့မိခင်ဖြစ်သူတို့ပွဲချင်းပြီးတိဆုံနေစစ်ခွေးတွေကရဲသားပြည်သူတွေကိုပါပစ်မှတ်ထားပြီးတိုက်ခိုက်နေတာဟုဒေသပြည်သူတို့ကပြောဆိုပါဗျ။ အကြံဖက်စစ်တပ်သည်စက်တင်ဘာလ26ရက်မှစတင်ပြီးမြရီမြို့ပြင်ရှိမင်းလက်ပင်ရွာဖလူးရွာနှင့်မဲထော်တလီဒေသတို့ကိုအင်အားလုံးရင်ဖြင့်စစ်ကြောင်းထုတ်ပြီးအရက်သားပြည်သူများကိုပါပြင်းပြထားတိုက်ခိုက်နေခြင်းဖြစ်ကြောင်းထို့ပြင်အကြံဖက်စစ်တပ်သည်အသေးခံ drone များလက်နက်ကြီးများဖြင့်နေ့စဉ်ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်းသိရှိရပါသည်ဆက်လက်ပြီးတော့ထိုင်းမြန်မာနယ်စပ်မြန်မာဘက်ခြမ်းရှိကြားဖြတ်ငွေလိမ်လည်စင်တာမှာ Starlink ဆက်ပေါင်း2500ကျော်ကိုအင်တာနက်ဝန်ဆောင်မှုဖြတ်တောက်လိုက်ပြီးဟု SpaceX ကတရားဝင်ထုတ်ပေါ်ပြောဆိုလိုက်ကြောင်း AFP ကသတင်းဖော်ပြပါဗျာ။ Starlink Internet ဝန်ဆောင်မှုပေးနေသော SpaceX ကုမ္ပဏီကမြန်မာနိုင်ငံရှိကြားပြင်စင်တာများတွင်အသုံးပြုနေသော Starlink စက်ပေါင်း2500ကျော်ကို Internet ဝန်ဆောင်မှုဖြစ်တောက်လိုက်ကြောင်းအိန္ဒိချင်းထိုင်းနိုင်ငံက Internet လိုင်းများဖြစ်တောက်ပြီးနောက် Starlink ဂျိုဒူ Internet များကိုအများအပြားအသုံးပြုလာကြောင်းသိရပါတယ် SpaceX ကမြန်မာနိုင်ငံရှိတနင်္လာရှိသောကြားပြန့်စင်တာအနီးတစ်ဝိုက်မှာ Starlink ဆက်2500ကျော်ကိုဖော်ထုတ်ပိတ်ပင်လိုက်ပါတယ်ဟု SpaceX ၏ Starlink ကုမ္ပဏီဒုတိယဥက္ကဋ္ဌကပြောဆိုလိုက်ပါတယ်။ ယခုရက်ပိုင်းတွင်အကြံဘက်စစ်တပ်က KK ဘက်ကိုဝင်ရောက်စီးနှင်ပြီး Starlink Internet အလုံး30ကျော်ကိုသိမ်းဆည်းရမိခဲ့ကြောင်းကြေညာထားပါသည်။ဆက်လက်ပြီးတော့မြန်မာနိုင်ငံတွင်စစ်တပ်ကရွေးကောက်ပွဲကျင်းပမှုကြောင့်ပုံမှုကြီးမသော မတည်ငြိမ်မှုများဖြစ်ပေါ်လာနိုင်ကြောင်းဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီး George Wilson က ASEAN စည်းဝေးပွဲတွင်အသိပေးလိုက်ပါသည်။ အော်တိုဘာလ18ရက်နေ့မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တွင်ကျင်းပသည့်အာဆီယံအရှေ့အာရှဆွေးနွေးဝင်ကြီးများအစည်းအဝေးတွင်၎င်းကအထက်ပါအတိုင်းအသိပေးလိုက်ခြင်းဖြစ်ပြီး George Wilson သည်ဩစတြေးလျအစိုးရ၏ရာသီဥတုပြောင်းလဲမှုစွမ်းအင်နှင့်အရေးပေါ်စီမံခန့်ခွဲမှုဆိုင်ရာလက်ထောက်ဝန်ကြီးဖြစ်ပါသည်မြန်မာနိုင်ငံတွင်အကြမ်းဖက်မှုများချက်ချင်းရစေရည်မတရားဖမ်းဆီးခံရရသူများအလုံးကိုလွှတ်ပေးရည်လူသားချင်းစာနာမှုအကူအညီများဘေးကင်းလုံခြုံစွာနှင့်အတားအဆီးမရှိရရှိရည်စစ်မှန်သောအလုံးပါဝင်သည့်နိုင်ငံရေးဆွေးနွေးပွဲများပြုလုပ်ရေးအတွက်ဩစတြေးလျနိုင်ငံကထပ်လောင်းတောင်းဆိုပါသည် ထိုအခြေအနေများမပြေဆုံးပဲရွေးကောက်ပွဲကျင်းပခြင်းသည်ပုံမကြီးမှသည်မတည်ငြိမ်မှုများကိုဖြစ်ပေါ်စေနိုင်ကြောင်းဩစတြေးလျအစိုးရလက်ထောက် George Wilson ကအသိပေးထားပါသည်။အမျိုးသားညီညွတ်ရေးအစိုးရ၏ဩစတြေးလျနိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးကဩစတြေးလျအစိုးရလက်ထောက်ဝန်ကြီး George Wilson ကပြောဆိုချက်မှာမြန်မာပြည်သူများအတွက်အလွန်အထိတ်ပဲရှိကြောင်းလက်ရှိဖြစ်ပွားနေသောမြန်မာစစ်တပ်၏ဖိနှိပ်ချုပ်ချယ်မှုနှင့်အစိုးလိုက်ပြုံလိုက်ဖန်ဆီးထိန်ထိန်သားမှုများ၏အခြေအနေမှန်ကိုအသိမှတ်ပြုခြင်း အသက်ကလူသားချင်းစာနာမှုအကူအညီများရရှိရေးကိုထောက်ခံအားပေးခြင်းအာဆီယံ၏ပုံသဘောတူညီချက်၅ချက် five point consensus ကိုလက်တွေ့ကျကျအားဖြစ်ပေးခြင်းနှင့်အာနာယူရွေးကောက်ပွဲလုပ်ငန်းစဉ်ကိုနိုင်ငံတကာတရားဝင်ဖြစ်အသိမှတ်ပြုခြင်းမှာဒါစီယံတွင်အကူအညီဖြစ်စေခြင်းတို့ကိုဖော်ပြနေကြောင်းသတင်းထုတ်ပြန်ပါသည်ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ စကိုင်းတိုင်းကလေးမြို့နယ်အတွင်းရှိကလေးတမူဂန်ဂောလမ်းမိုင်းကိုအကြံဖတ်စစ်တပ်ကအင်အားလုံးရင်ဖြင့်စစ်ကြောင်းထိုးနေ၍ပြည်သူတထောင်ကျော်ဖေးလို့ရသူထွက်ပြေးတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာများအရေးပေါ်လိုအပ်နေကြောင်းကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီမှတာဝန်ရှိသူတို့ကပြောဆိုပါရယ်။အောက်တိုဘာလပိုင်းမှာစတင်ပြီးကလေးမြို့နယ်အတွင်းရှိကလေးတမူလမ်းမိုင်းနှင့်ကလေးကန်ဂောလမ်းမိုင်းတို့ကိုအကြံဖတ်စစ်တပ်ကအင်အားလုံးရင်ဖြင့်စစ်ကြောင်းထိုးနေသောကြောင့်ဒေသပြည်သူများအများအပြားအရေးပေါ်နေရဆုံးခွာထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်းသိရပါရယ်။ အကြံပတ်စစ်တပ်စစ်ကြောင်းကြောင့်ထိုလမ်းပိုက်တလျှောက်ရှိကျေးရွာများမှာပြည်သူတစ်တောင်းကျော်သည်ပြေးလို့ရသူထွက်ပြေးတိမ်းရှောင်နေရပြီးတကြီးရွယ်အိုများကိုဝင်ဆောင်မိခင်များနှင့်ကလေးသူငယ်များအတွက်အရေးပေါ်စားနပ်ရိက္ခာကျန်းမာရေးအကူအညီဆောင်ရှောက်မှုအခြေခံစားသောက်ကုန်စားသည့်အကူအညီများလိုအပ်လျက်ရှိကြောင်းသိရပါသည်စစ်ကွေးတွေကအင်အားလုံးရင်းတွေကိုစစ်ကြောင်းထိုးနေတာအခုပြင်းနေရတဲ့ရွာတွေအကုန်လုံးကကလေးတမူဂန်ဂေါ်လာမိုင်းကရွာပါလူဦးရေကတော့တပေါင်းကျော်လောက်ရှိပါတယ်ပြည်သူတွေတချို့ကတော့နှီးစက်ရဆွေမျိုးတွေစီကိုတင်းရှောင်နေကြပေမဲ့အများစုကတော့ဒေါက်တာနေတွေမှာဒုက္ခရောက်နေပါတယ် စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေပါတယ်ဟုကလေးမျိုးနယ်လူထုတိုက်ပွဲဦးဆောင်ကော်မတီမှအတော်ဝင်ရှိသူကပြောဆိုပါတယ်။ အရေးပေါ်တင်ဆောင်နေရသည့်ဒေသပြည်သူတို့၏လိုအပ်ချက်များကိုအချိန်မီပြည့်တင်းနိုင်ရန်ကလေးမျိုးလူထုတပ်ဖွဲ့ဦးဆောင်ကော်မတီအနေဖြင့်အရေးပေါ်တုံ့ပြန်ရေးနှင့်ကုညီရေးဖွဲ့စည်းများအားဖွဲ့စည်းလိုက်ပြီးနိုင်ငံတကာရပြည်သူများဒေသရင်းမိဘဖွဲ့စည်းများပြည်ရင်းပြည်ပရှိဒေါ်လာအင်အားစုများတိုင်းသားဖွဲ့စည်းများနှင့်နိုင်ငံတကာဖွဲ့စည်းများအနေနဲ့လက်ရှိကလေးမျိုးနယ်အတွင်းရှိနေရတင်ဆောင်နေရသည့်ဒေသခံမိဘပြည်သူတို့၏အရေးပေါ်လိုအပ်သည့်အခက်အခဲများကိုစောင့်ကြည့်ကာပတ်မိုးကူညီနိုင်ရန်မြစ်တာရက်ခန့်ကြောင့်ကလေးမျိုးလူထုတပ်ဖွဲ့ဦးဆောင်ကော်မတီမှတာဝန်ရှိသူကဆက်လက်ပြောဆိုပါသည် ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့မြန်မာအကြံဖက်စေအုပ်စုဤအတူရောင်ရွေးကောက်ပွဲကိုအာဆီယံကပြည့်ပြည့်တသားပေးချရန်ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကဘူးတွဲကြညာချက်တစ်ခုတွင်ပါဝင်တောင်းဆိုတိုက်တွန်းထားပါတယ်။ ဖိလစ်ပိုင်တရားရေးဝန်ကြီးဟောင်းကမလေးရှားနိုင်ငံနိုင်ငံသားရေးဝန်ကြီးဟောင်းနဲ့လက်ရှိမလေးရှားအောက်လွှတ်တော်အမတ်ထိုင်းနိုင်ငံနိုင်ငံသားရေးဝန်ကြီးဟောင်းမြန်မာနိုင်ငံဆိုင်ရာအထူးကြံပေးကောင်စီကုလသမဂ္ဂကိုယ်စားလှယ်ဟောင်း၃ဦးရုံးနဲ့အတူအာဆီယံတို့မြန်မာအရေးအတွက်အရေးယူဆောင်ရွက်ရန်တောင်းဆိုသည့်ပူးရဲကြေညာချက်တွင်လက်မှတ်ရေးထိုးပါဝင်လာကြောင်းအာဆီယံကမြန်မာနိုင်ငံတွင်အကြက်အတဲကိုဖြည့်ရှင်းရန်၄နှစ်ကြာပြတ်ကွက်ခဲ့ပြီးနောက်မြန်မာအရေးအရေးယူဆောင်ရွက်ရန်စုပေါင်းတောင်းဆိုခဲ့ကြခြင်းဖြစ်ကြောင်းသိရှိရပါသည်။ ဖိလစ်ပိုင်နိုင်ငံ၏အထက်လွှတ်တော်အမတ်ဟောင်းနှင့်လက်ရှိအောက်လွှတ်တော်အမတ်တဦးလည်းဖြစ်သူဒီလီမာသည်ဖိလစ်ပိုင်နိုင်ငံ၏အလီဇာခံရဆုံးသောလူခွင့်ရေးလှုပ်ရှားသူတဦးဖြစ်ပြီးမြန်မာပြည်သူများကိုထောက်ခံသည့်ထင်ရှားသောဒေသရင်းထုတ်ဖော်သူလည်းဖြစ်ပါသည်ဖိလစ်ပိုင်နိုင်ငံကမလေးရှားနိုင်ငံထိုင်မှအာဆီယံဥက္ကဋ္ဌတာဝန်ကိုယခုနှစ်ကုန်တွင်လွှဲပြောင်းယူရန်ပြင်ဆင်နေချိန်တွင်သူမကပူးတွဲကြေညာချက်တွင်ပါဝင်လာခြင်းမှာအလွန်အရေးကြီးသောအချိန်ခါတွင်ထွက်ပေါ်လာခြင်းဖြစ်ပါသည်။မလေးရှားနိုင်ငံသား၏ဝန်ကြီးဟောင်းကလည်းအာဆီယံနေဖြင့်မြန်မာပြည်သူများနှင့်အတူရပ်တည်ရန်ပြင်းပြင်းထန်ထန်တိုက်တွန်းရရှိပါသည်။ အာဆီယံအနေနဲ့ဆေးအုပ်စုရဲ့အတူရောင်ရွေးကောက်ပွဲကိုဆန့်ကျင်ကြောင်းဒီရွေးကောက်ပွဲမှာဘလို့မှပါဝင်ပတ်သက်မှာမဟုတ်ကြောင်းနဲ့ရလဒ်ကိုလည်းပယ်ချမှာဖြစ်ကြောင်းလုံးဝရှင်းလင်းပြသစွာပြောကြားသင့်တယ်အာဆီယံဟာဒီလမှာကျင်းပမဲ့58ကြိမ်မြောက်ထိပ်သီးအစည်းအဝေးကိုအခွင့်ကောင်းယူပြီးမြန်မာနိုင်ငံအတွက်မဟာပြူဟာသစ်တစ်ခုကိုချမှတ်ရမယ်။ ဒီမဟာဗျူဟာမှာရှင်းလင်းတဲ့နောက်ဆုံးပတ်နိုင်တစ်ခုရှိရမယ်။အဲ့ဒါဟာပြည်သူတွေမျှော်မှန်းထားသလိုမျိုးဒီမိုကရေစီနှီးကြပြီးရေရှည်တည်တံ့ကအားလုံးကျုံးဝင်ပါဝင်နိုင်တဲ့ချင်းကပ်မှုဖြစ်တယ်။ပြည်သူတွေကနိုင်နေပြီးစေအုပ်စုကရှုံးနေပါတယ်ဟုမလေးရှားနိုင်ငံသားရဲ့ဝန်ကြီးဟောင်းကပြောကြားပါတယ်။စီအိုစုသည်ရွေးကောက်ပွဲမတိုင်မီခုခံတော်လှန်ရေးတပ်ဖွဲ့များထံဆုံးရှုံးခဲ့ရသောနေမြများကိုပြန်လည်သိမ်းပရန်ကြိုးပမ်းနေစဉ်ကလေးသူငယ်များအပါအဝင်အရတားများကိုပြစ်မှတ်ထားတပ်ဖြတ်မှုများပုံမှုလုံဆောင်နေလာကြောင်းအဆိုပါကြေညာချက်တွင်ထောက်ပြထားပါသည် မလေးရှားနိုင်ငံသား၏ဝင်ကြီးကပြီးခဲ့တဲ့အပတ်မြန်မာနိုင်ငံ၌ရွေးကောက်ပွဲများအတွက်ယုံကြည်လက်ခံနိုင်ပွဲရှိစေရန်လွတ်လပ်မြတ်တာပွင့်လင်းမြင်သာပြီးယုံကြည်စိတ်ချရသောလုပ်ငန်းရှင်များ၏အခြေခံမှုများနှင့်အညီကျင်းပရမည်ဖြစ်ပြီးနိုင်ငံတော်ဝန်တွင်နိုင်ငံရေးပါတီများနှင့်သက်ဆိုင်သူအလုံးပါဝင်ရမည်ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့ပါသည်။ဆေးအုပ်စု၏တူရောင်ရွေးကောက်ပွဲအစီအစဉ်သည်ဤအနေအဆုံစံနှုန်းများအနက်တစ်ခုမှမပြည့်မီဟုထောက်ပြထားပါသည်။ လက်ရှိအာဆီယံဥက္ကဋ္ဌမလေးရှားနှင့်ဥက္ကဋ္ဌသည်ဖိလစ်ပိုင်တို့သည်အာဆီယံအထူးကိုယ်စားလှယ်ဤပံ့ပိုးမှုဖြင့်အဆိုပါအခွင့်အရေးကိုအရယူကာမြန်မာနိုင်ငံဆိုင်ရာမူဝါဒသစ်တရက်ကိုဥဆောင်ချမှတ်ရမည်ဖြစ်ပြီးအဆိုပါမူဝါဒသစ်တွင်အာဆီယံဤဆောင်ရွက်ချက်များပါဝင်ရမည်ဖြစ်ကြောင်းပူးတွဲကြေညာချက်တွင်ထုတ်ပြထားပါသည် အာဆီယံနေပြည်မြန်မာအရေးအတွက်တန်တမာရေးရာကြိုးပမ်းမှုများကိုအရှိန်ဟုန်မြင့်တင်ရလိုအပ်ကြောင်းပထမဦးစွာအထူးသဖြင့်လေကြောင်းတိုက်ခိုက်မှုများပါဝင်တိုက်ခိုက်မှုအလုံးကိုချက်ချင်းရစေရမည်ဖြစ်ပြီးဒုတိယအနေဖြင့်နိုင်ငံရေးကျင်းသားအလုံးကိုလည်းချက်ချင်းလွတ်ပေးရမည်ဖြစ်ကြောင်းထို့ပြင်တနိုင်ငံလုံးအပြစ်ခတ်ရစေရန်အပြစ်ခတ်ရစေရေးကိုအာဆီယံနှင့်ကုလသမဂ္ဂလုံခြုံရေးကောင်စီကထောက်ခံရမည်ဖြစ်ပြီးနိုင်ငံတကာလေ့လာသူများကစောင့်ကြည့်ရမည်ဖြစ်ကြောင်းပူးတွဲကြေညာချက်ကအကြံပြုထားပါသည် ထို့ပြင်မြမအရေးအတွက်အ धिक သက်ဆိုင်သူအလုံးနှင့်ပူးပေါင်းဆောင်ရွက်မှုကိုတိုးချဲ့ရမည်ဖြစ်ကြောင်းထို့အ धिक သက်ဆိုင်သူများတွင်အမျိုးသားညီညွတ်ရေးအစိုးရ NUG အမျိုးသားညီညွတ်ရေးတိုင်ပင်ခံကောင်စီ NUCC ပြည်ထောင်စုလွတ်တော်ကိုစားပြုကော်မတီ CRPH တိုင်းသားလက်နက်ကိုင်တော်လှန်ရေးဖွဲ့ကြီးများ EROS အတိုင်းပင်ခံကောင်စီများ Federal Unit များမြန်မာနိုင်ငံမှထွက်ခွာသွားရန်ဖိအားပေးခံရသူများပါဝင်လူနည်းစုအတိုင်းဝိုင်းများအရက်ဖက်လူဖွဲ့စည်းများအပြင်အင်းကြီးနိုင်ငံများကုလသမဂ္ဂအေဂျင်စီများအစရှိသည်တို့ပါဝင်ရန်အကြံပြုထားပါသည် မြန်မာနိုင်ငံတွင်ကျူးလွန်ခဲ့သောနိုင်ငံတကာရာဇဝတ်မှုများအတွက်တာဝန်ယူတာဝန်ခံမှုရှိစေရန်ပံ့ပိုးရမည်ဖြစ်ပြီးတရားမျှတမှုရရှိစေရေးအတွက်နိုင်ငံတကာနှင့်ပြည်တွင်းတရားရုံးများအထူးခုံရုံးများကမ္ဘာနေရာတိုင်းတွင်တရားစီရင်ပိုင်ခွင့်ကျင့်သုံးသည့်တရားရုံးများပါဝင်တာဝန်ယူမှုတာဝန်ခံမှုဆိုင်ရာရန်တရားအလုံးနှင့်ပူးပေါင်းဆောင်ရွက်ရမည်နိုင်ငံတကာရာဇဝတ်မှုများနှင့်ကြီးလေးသောမတရားပြုကျင့်မှုများအတွက်လုံခြုံချမ်းသာခွင့်လုံရမရှိစေရကြောင်းပြည်တယ်မှာကင်းလွတ်နေသည့်တန်တရားကိုအဆုံးသတ်ရမည်ဖြစ်ကြောင်းအာဆီယံသို့ဝင်ကြီးဟောင်းများနှင့်ကုလသမဂ္ဂတံတမဟောင်းများကအကြံပြုထားပါသည် ဆက်လက်ပြီးတော့နောက်ထပ်သတင်းတစ်ခုအနေနဲ့ကရင်ပြည်နယ်မြဝတီမြို့တောင်ဘက်ရှိခေခေပတ်ကြားဖြန့်ရုံများကိုအစံဖက်စစ်တပ်ကဝန်ရောက်စီနေရန်ရောက်ရှိနေပြီးနိုင်ငံသား300ကျော်ထွက်ပြေးတိမ်းရှောင်နေကြောင်းနေဆက်မှကရင်သတင်းရင်းမြစ်ကပြောဆိုပါရယ်အော်တိုဘာလ22ရက်နေ့နနက်8နာရီခန့်တွင်မြဝတီမြို့တောင်ဘက်ခြမ်းရှိခေခေပတ်ကြားဖြန့်ရုံများကိုအစံဖက်စစ်တပ်ကဝန်ရောက်စီနေရန်ရောက်ရှိနေခြင်းကြောင့်တရုတ်နှင့်ထိုင်းနိုင်ငံသားများအပါအဝင်နိုင်ငံသား300ကျော်ထွက်ပြေးတိမ်းရှောင်နေကြောင်းသိရပါရယ် လက်ရှိချိန်တွင်ထွက်ပြေးတိမ်းရှောင်နေရသောနိုင်ငံသားများသည်ထိုင်းနိုင်ငံဘက်သို့ကန်ကူရန်လှုပ်ဆောင်နေပြီးခေခေဘက်ကိုစီမံခန့်ခွဲနေသော BGF တပ်ဖွဲ့များကလည်းခေခေဘက်အတွင်ရှိတကားများနှင့်ဂိတ်များကိုဝင်ပေးထားကြောင်းသိရှိရပါသည်။ ဒီနေ့မနက်၈နာရီမှာမြဝတီမြို့တောင်ဘက်မှာရှိတဲ့ KK ဘတ်ကြားဖြန့်ရုံကိုစစ်တပ်တွေကဝင်ရောက်စီးနင်းမှုရောက်ရှိနေတယ်လို့သိရတယ်။တရုတ်နဲ့ထိုင်းနိုင်ငံသားတွေပါဝင်တခြားနိုင်ငံသား၃၀၀ကျော်ထွက်ပြေးတိမ်းရှောင်နေတယ်။ KK ဘတ်ဝင်စီးတော့မယ်ဆိုပြီး BGF ကတကားတွေဖွင့်ပေးထားတယ်လို့သိရတယ်။တရုတ်တွေထိုင်းတွေကကန်ကူဖို့လေကိတ်တွေပတ်ဆင်းလာနေတယ်။ထိုင်းမှချမ်းကိုတော့မကူရသေးဘူး။စစ်တပ်နဲ့ BGF က KK ဘတ်စိုက်နှံမှာပဲရှိနေတယ်ဟုကရင်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ KK ဘက်ကိုဆုံးခွာလာသောနိုင်ငံသားများအနက်မှထိုင်းနိုင်ငံသားများကိုထိုင်းအာဏာပိုင်များကပြန်လည်ခေါ်ယူနေပြီးတခြားနိုင်ငံသားများကိုကူးခွင့်မပေးကြောင်းပြည်တွင်းမှာမြန်မာများမှမူမြဝတီမျိုးနှင့်ရွှေကုတ်ကိုဘက်သို့သွားလာရန်ကြိုးစားနေကြကြောင်းသိရပါသည်။မြရီမျိုးဘက်ကိုသွားနေကြတယ်။ထိုင်းဘက်ကပေးမဝင်ဘူး၊ကန်ကူးမခံဘူး။တချို့တရုတ်တွေကို BGF တွေကကားနဲ့ခေါ်ထုတ်နေတယ်။ထိုင်းတွေကတော့ထိုင်းဘက်ကိုထိုင်းစစ်တပ်မမြင်တဲ့ဂိတ်တွေကနေပြန်ကူးပေးနေတယ်။ထိုင်း150ကျော်ထိုင်းဘက်ကိုပြန်ရောက်သွားပြီလို့သိရတယ်ဟုကရင်သတင်းရင်းမြစ်ကပြောဆိုပါရတယ်။ အော်တိုဘားလ19ရက်နေ့ကလည်းအကျန်းဘက်စစ်တပ်ကမြရီမြို့နယ်အတွင်းရှိခေခေဘက်ကိုစီးနင်းခဲ့ရာဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်၁၀လုံးနှစ်ထပ်တိုက်အလုံး၁၀၀၄ထပ်တိုက်အလုံး၂၀၅ထပ်တိုက်၂လုံးတစ်ထပ်တိုက်ဈေးဆိုင်ကန်၂၀လုံးနှစ်ထပ်တိုက်ဈေးဆိုင်ကန်၃၀လုံးတစ်ထပ်တိုက်ကိုရောင်၅လုံးနှစ်ထပ်တိုက်ကိုရောင်၂၀လုံး၄ထပ်တိုက်ကိုရောင်၁၀လုံးဆောက်လုပ်စဲနှစ်ထပ်တိုက်၂၁လုံး၃ထပ်တိုက်၁၀လုံး၄ထပ်တိုက်၅လုံး၅ထပ်တိုက်၅လုံးနှင့်တစ်ထပ်တိုက်ဈေးပိကန်နှကန်တို့တွေ့ရှိခဲ့ကြောင်း Starlink လောင်းအစုံ၃၀နှင့်ဆက်ဆက်ပစ္စည်းသိမ်းရှိခဲ့ပြီးအလုံသမားမျိုးသား1600 245ဦးအမျိုးသမီး455ဦးလုံခြုံရေးအမျိုးသား68ဦးစုစုပေါင်း2198ဦးကိုတွေ့ရှိခဲ့ကြောင်းထုတ်ပြန်ထားပါတယ်ဆလပီရန်ကုန်တိုင်းလှိုင်တရာမြို့နယ်တောင်ကြီးရေစကန်ကိုလက်ပစ်ပုံးပြင်းတွင်တိုက်ခိုက်ခဲ့ရာရဲများထိခိုက်မှုရှိကြောင်း Operation Flame ဖွဲ့မှတာဝန်ရှိသူကပြောဆိုပါရယ်။အော်တိုဘားလ22ရက်နေ့ည9:48မိနစ်ခန့်တွင်လှိုင်တရာမြို့နယ်အနောက်ပိုင်းအနော်ရထားလမ်းမရှိတောင်ကြီးရေစကန်ကိုဒေါ်လာရင်တပ်ဖွဲ့များကလက်ပစ်ပုံးသုံးလုံးပြင်းထန်တိုက်ခိုက်ခဲ့ကြောင်းသိရပါရယ်။ ထိုတိုက်ခိုက်မှုအတွင်းရဲစခန်းဝင်တွင်ရှိရဲများထိခိုက်မှုရှိပြီးအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ရဲစခန်းဝင်ကိုလူနာတင်ကားများဝင်ရောက်သွားကြောင်းသိရှိရပါသည်တောင်ကြီးရဲစခန်းသည်အကြမ်းဖက်စစ်တပ်၏အတူရောင်ရွေးကောက်ပွဲကိုပူးပေါင်းပါဝင်လှုပ်ရှားနေကြပြီးပြည်သူများကိုနီလန်မျိုးစုံဖြင့်မတရားဖမ်းဆီးနှိပ်စက်နေသောလိုင်းသားရရဲတပ်ဖွဲ့ကို Operation Flame Fire Power အထူးစစ်ဆင်ရေးပြင်မှတ်အဖြစ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Operation Flame ဖွဲ့မှတာဝန်ရှိသူကရှင်းပြပါသည်။ ။လှိုင်းတရအနောက်ပိုင်းတောင်ကြီးရဲစခန်းကိုလက်ပစ်ပုံသုံးလုံးပြည်တွင်းတိုက်ခိုက်ခဲ့တာပါ။ရဲစခန်းဝင်းဂိတ်ကင်းနာကြားရပောက်ကွဲပြီးရန်သူထိခိုက်မှုရှိနိုင်ပါတယ်။ရဲစခန်းထဲကိုစေယုံကားတွေဝင်သွားတယ်လို့မြေပြင်သတင်းရသိရှိရပါတယ်ဟု Operation Frame ဖွဲ့မှတာဝန်ရှိသူကဆက်လက်ပြောဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုကို Operation Flame နဲ့အတူအနောက်ပိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကြီးမြင့်နိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့လာတာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း Operation Flame အနေဖြင့်အကြမ်းဖက်စစ်ကောင်စီပြုလုပ်မည့်အတူရောင်ရွက်ကောက်ပွဲကိုလုံးဝလက်ခံသွားမှာမဟုတ်ပဲရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနဲ့အတူလက်တွဲပြီးအကြမ်းဖက်စစ်တပ်ကိုအရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းသိရှိရပါတယ် ဆက်လက်ပြီးတော့နောက်ဆုံးသတင်းတစ်ခုအနေနဲ့ကချင်ပြည်နယ်ဖားကတ်မြို့နယ်လုံခင်ကျဝိုင်း၌လူစုလူဝေးဖြစ်နေခြင်းအကြမ်းဖက်စစ်တပ်ကကားဖြင့်ပတ်လာပြီးလိုက်လံပစ်ခတ်ခဲ့ကြောင်းဖားကတ်မြို့နယ်နေပြည်သူများကပြောဆိုထားပါတယ်အော်တိုဘားလ22ရက်နေ့ည9:00နာရီဝန်းကျင်ကဖားကတ်မြို့နယ်လုံခင်ကြီးရွာကြောင်ဝိုင်း၌ကြောင်ရောင်းဝယ်ဖောက်ကားစီကနေစဉ်အကြမ်းဖက်စစ်တပ်ကကားဖြင့်ပတ်လာပြီးတနက်ဖြန်ပစ်ကတ်ခဲ့ရာပြည်သူများထိတ်လန့်ကြောက်ရွံ့မြေထွက်ပြေးခဲ့ရကြောင်းသိရပါဗျာ။ ဆခတွေကကားနဲ့ပတ်လာပြီးပြစ်ခတ်သွားတာလူစုခွဲခြင်းလို့ဖြစ်မယ်။ထိခိုက်မှုကတော့မကြားမိသေးဘူး။ပြီးတော့ဝိုင်းထွဲကလည်းဖားကတ်မြို့နယ်ထဲမှာရှိတဲ့ KIA တရင်6ဘက်ကိုဝဲပြီးဘုံချဲချနေတယ်။စီရစ်တက်မှနေလို့ဖြစ်မယ်ဟုဖားကတ်မြို့နယ်ပြည်သူတို့ကပြောကြားထားပါတယ်။ဒီကနေ့မှာတင်ဆက်ပေးသွားတဲ့သတင်းများကိုကြည့်ရှုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်။နေ့စဉ် update သတင်းများကိုတင်ဆက်ပေးနေတာဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့လည်းမမေ့ပါနဲ့နော်။မင်္ဂလာရှိတဲ့နေ့လေးပိုင်ဆိုင်နိုင်ပါစေ။ Thank you.